20ဒေါဂလတ်ဟတ်လီပဘူပညာရှင်မြည်သည့်ပျက်စီးဆုံးရှုံးမှုမျိုးဆို လုံးဝပြန်လဲပြင်ဆင်၍မရနိုင်တော့ဟုသည် မရှိ မဖြစ်ဖြစ်အောင် လုံးမီဟုသော ပြတ်သားခိုင်မာသည့်စိတ်ဇွဲဤတကိုယ်စွမ်းအဖျင်အသည့်ဆုံးရှုံးမှုကို အောင်မြင်မှုတို့တက်လှမ်းရာလှေကလေးအဖြစ် ပြောင်းလဲပြစ်နိုင်သည်အောင်မြင်မှုနှင့်ရှုံးနိမ့်မှုကြားကပါလျာသည့် C ကျွန်တော်ဖို့ငယ်စဉ်ဘဘူးဆရာကလေးဘဝနဲ့ပထမဆုံးပုံသူရုပ်ထုတစ်ခုလက်ခံပြုလုပ်စဉ်ကအတွေ့အကြုံလောက်မမေ့နိုင်စရာဖြစ်ရမျိုး ရှိလိမ့်မည်မဟုတ်တော့အောင်မြင်မှုနဲ့ရှုံးနိမ်မှုကြားမှာဘလောက်မှအကြီးကြီးမားမားစီးချထားခြင်းမရှိဆိုတာအဲ့ဒီတုန်းကစတင်၍ကျွန်တော်သိမြင်ခဲ့သည်ကျွန်တော်တက်တော်မှပြန်ရောက်စအိမ်မှာဆယ်ရက်ခန့်နေပြီးလျှင် နောက်တက်သူတခုတို့နှွေတင်နံသွားတက်ရန်စီစဉ်ထားသည်စင်စစ်အိမ်မာနေရသည့်ရပိုင်းအတွင်းဘာမှမလုပ်ဖဲအေးအေးဆေးဆေးနေဖို့ကောင်းသည်သို့တော့ကျွန်တော်မနေဒီရက်တွင်မှကျွန်တော်တို့မျိုးကပုံတူရုတ်ထုထုလောက်သည့်ပုပ်ကိုတယောက်ယောက်ရွေးချယ်ကကိုယ်တပိုင်းရုတ်ထုတစ်ခုထုလောက်ရန်ကျွန်တော်ဆုံးဖြတ်ခဲ့သည်မြို့ပညာလောကမှအခြားမြည်သည့်ပုပ်ကိုကိုမဆိုမေးကြည့်လျင် ဒီလိုအလုံမျိုးတစ်ခုဆယ်ရက်နှင့်ပြီးအောင်တာဝန်ယူလှုပ်ဆောင်မှုဆိုဒီမှာ အတင့်ရဲလွန်သောလောက်ရတစ်ခုပဲဟုမြင်ကြမိမှာတေကြသည် သို့တော်ဘလောက်ရဲလွန်ရန်လွန်ခဲ့သည် ဆိုတာကိုနောက်နှစ်လလောက်ကြာတော့မှ ကျွန်တော်ကောင်းကောင်းကြီးသိမြင်ခဲ့ရပါသည်မြို့၌ထင်ရှားအရေးပါသူ အတော်များများကိုစဉ်းစားသုံးသပ်ပြီးနောက်ချူဂျီနော့ဘလစ်အမိရှိပုဂ္ဂိုလ်ကြီးအားကျွန်တော်ရွေးချယ်ခဲ့ပါသည် ူက Noblesse Part စက်မှုလုပ်ငန်းကြီးဤဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်၍ငယ်စဉ်ကတည်းကကျွန်တော်လေးစားအားကျခဲ့သူတဦးလဲဖြစ်ပါသည်သူဤလောဘကံပဲများအား Mr. Noblesse အတွက် ကိုယ်တပိုင်ပုံသူကျေးရုပ်တစ်ခုကိုလက်ဆောင်အဖြစ်ပေးကြမည်ဆိုလျှင် သူပေါ်၎င်းတို့၏လေးစားခင်မင်မှုကိုပို၍အထင်ရှားပြတရာရောက်မည်ဟုကျွန်တော်အကြံဉာဏ်ပေးသည့်အခါသူတို့သဘောကျကြသည် တို့နဲ့နောက်၄ရက်အကြာမှာပင်မစ္စတာနော့ဘလစ်ကကျွန်တော်ဘဘူးထုနိုင်ရန်အတွက်ပထမအကြိမ်နှစ်နာရီကြာမျှထိုင်ပေးရန်ရက်ချင်းပေးခဲ့သည်သူနဲ့ကျွန်တော်အစတွေ့ကြသည့်အချိန်ဘသူကပို၍စိတ်လှုပ်ရှားနေတယ်လဲခွဲကြရံမင်းအတော်ခက်သည်သူက ကျွန်တော်သူ့မျက်နှာပေါ်ပလတ်စတစ်အဆိုးတွေအုံပြီးပုံစံယူလိုက်မိအထင်နဲ့စိုးရိမ်နေသည်ကျွန်တော်ကလည်းတကယ်နဖူးတွေ့ဒူးတွေ့တွေ့တော့မ ဒီပုံကိုငါခုနှစ်ရက်နှင့်ပြီးအောင်ဖန်တီးနိုင်မလားဟုတွေးပူလာသည်မစ္စတာနော့ဘလစ်ကတော့သူ့မျက်နှာပေါ်ပလတ်စတာတွေကပ်မှမဟုတ်ကြောင်းသိသည့်အခါတက်တောင့်တက်တာဖြစ်သွားသည်ပုံလူရုပ်ထုထုသည့်အခါပထမဥစွာပြုတ်လောက်ရသည်ကပုံညာလောင်းရခြင်းဖြစ်သည်အချိုးစားကိုက်ညီအောင်ဥကောင်းပုံစံပေါ်လာအောင်မြေစည်းနှင့်တိဆောက်อยู่ရသည်ပထမနေ့ထွက်လာသည့်အခြေခံပုံစံကမဆို နောက်တစ်ကြိမ်ထိုင်သည့်အခါရှိပြီးအခြေခံပုံပေါ်မှာမြေစည်းတွေနည်းနည်းစီဖြည့်ရင်းဖို့ရင်းနှာခေါင်းမျက်စိပါးစပ်နှင့်သဘင်ပုံစံတွေပေါ်လာအောင် ဖော်ယူညှိယူသည်တဖြည်းဖြည်းကျွန်တော်ရုပ်ထုကအပြင်မှတက်ရှိလူဤအသွင်သဏ္ဍာန်တွေနှင့်တစိမ့်တစ်ပိုင်းတူလာသည်သို့တော်အင်္ဂါအစိမ့်ပိုင်းတွေအလုံးပြည့်စုံပြီးသည့်နောက်အချောကန်ရသည့်အပိုင်းမှာလုပ်ငန်းကအလွန်နှေးကွေးလေရှိသည်ပြီးခက်လေပိုခက်ခဲသည် တတိယကြိမ်ထိုင်သည့်အခါ၌မူဒီယုတ်ထုကို အချိန်မီပြီးပါမလားဟုကျွန်တော်တွေးမိကြပြုလာသည်မြ мян ပြီးစည်းအောင်ကျွန်တော်စူးစား၍လုပ်သည်တနာဤခွဲမြကြာသောအခါယုတ်ထုကဘေးတိုက်အနေထား၌စိတ်တိုင်းညနီးပါးကောင်းသွားသည်သို့သောရှေ့တဲ့ထဲမှကြည်လင်ကလုံးဝနေရမကြကျွန်တော်စိုးရိမ်ပူပန်စွာနှင့်ပင်အိမ်ပြန်လာခဲ့သည်တနင်္လာနေ့မှနှစ်နာရီထိုင်သည်ဒါကနောက်ဆုံးအချိန် ကျွန်တော်အသေးအတန်ဆိုရလောက်အောင်အချိန်လုပြီးအလုပ်လုပ်ရသည်ဒီချိန်အတွင်းမှာရှေ့ဘက်ကကြည့်၍မတူတာကို အတော်ကြီးနီးစပ်တူညီအောင်ကျွန်တော်ပြုပြင်နိုင်ခဲ့သည် သို့တော်ရုပ်ထုတစ်ခုဆိုသည်ကအပေါ်ယံစင်တူနေုံနှင့်မပြီးလူပုဂ္ဂိုလ်ဤစိတ်ဓာတ်စရိုက်ကိုလည်းဖော်နိုင်မှုလိုသည်ကျွန်တော်ရုပ်ထုမှာမစ္စတာနော့ဘလီဤအစ္စတကိုမမြင်ရသေးဟုကျွန်တော်ခံစားနေမိသည် အချိန်ကလည်းမရှိတော့ တို့နဲ့မစ္စတာနော့ဘလစ်ကသူ၏ပုံတူရုပ်ထုတွင်သူ့ဇယိုက်လက္ခဏာများဖြည့်သွင်းပေးနိုင်ရန်အတွက်အော်ဂုတ်လကျွန်တော်ကြောင်းပိတ်၍အိမ်ပြန်လာသည့်အချိန်တွင်နောက်ဆုံးတစ်ကြိမ်ထပ်၍ထိုင်ပေးရန်သဘောတူလိုက်ပါသည်ပြီးစီးသွားသည့်ကိုယ်တိုင်ပုံကလေးကိုကျွန်တော်တို့အိမ်ကမြေတိုက်ခန်းထဲတွင်တင်းစီကညစ်ပေ၆တွေ့ပြီးမြေဆွေးတွေခဲမှမတော်စီရန်အတွက် အယုတ်ပေါ်ကအုတ်ထားသည့်အဝိဆုတ်ကိုအခါအားလျော်စွာယေစုပေးရန်အဖေ့အားမာခဲ့သည်။နောက်နှစ်လကြာမှကျွန်တော်ပြန်ရောက်လာခဲ့သည့်အိမ်ထဲလှမ်းဝင်လိုက်သည့်နှစ်တပြိုင်နက်အစင်မပြေတာတစ်ခုခုတော့ဖြစ်နေပြီဆိုတာကျွန်တော်သိလိုက်သည်။ခေါင်းကြီးဘလို့ဖြစ်သွားတယ်လဲမသိဘူး။ဒါကြည့်စမ်းပါဦး။အဖေကဆိုသည်။အဖေနောက်ကစိတ်ပူပန်စွာနှင့်ကျွန်တော်လိုက်သွားသည့်ကျွန်တော်ဖန်တီးခဲ့သည့် Mr. Noble ပုံတူရုပ်ထုကသုံးပိုင်းပဲ့ကား ရုပ်ပြက်ဆင်းပြက်ဖြစ်နေသည် မျက်နှာက ပြားနေသည် နားတစ်ဖက်မရှိတော့ဥကောင်းညာဘက်တချမ်းကဓာတ်နှင့်လှီးထားသလိုအလွားလိုက်ပဲ့ကျနေသည်။ဘာကြောင့်ဒီလိုဖြစ်ရသလဲကျွန်တော်သိလိုက်ပါသည်ရေဆွတ်တာများသွားခြင်းပင်မြေစေးတွေရေဆိုလွန်းတော့သူ့လေးချိန်နဲ့သူဣပီးပဲ့ကျသွားခြင်းဖြစ်သည်။ကျွန်တော်ပထမဆုံးအထယ်လက်ရာကယခုတော့မအောင်မြင်သော မြေစေအစုအဝေးမျှတာဖြစ်လျက်ရှိကြပြီကျွန်တော်အကြီးအကျယ်ဒေါသလဲထွက် ရှက်လဲရှက်စိတ်လဲပြတ်သွားသည်တစ်တာတလုံးပေါ်ထိုင်ကားငိုချလိုက်မိသည်ညဘက်ပိုင်းမှာလဲကျွန်တော်တို့တအိမ်လုံးမြည်သူမျှမပြုံးရွှင်နိုင်ကြနောက်တော့အေကန်းထဲမှာထိုင်မှိုင်နေသည့်ကျွန်တော်အနီးတို့အမေရောက်လာသည်စာအုပ်စင်တို့တွားကစာတအုပ်ဆွဲထုတ်လာသည်တာဒီစာအုပ်ဖတ်ဘူးလားဟုမေးသည် ကျွန်တော်စာအုပ်အကြောင်းမပြောခြင်းဘူးအမေ ကျွန်တော်မှာအခုဘေးကျန်နံကျပ်ဖြစ်နေပြီဒီကိစ္စဘယ်လိုဆက်လုပ်မလဲစဉ်းစားရအောင်မယ်ဒါတောမတ်ကာလန်ရဲ့ပြင်သစ်တော်လှန်ရေးသမိုင်းစာအုပ်ဒါကျွန်တော်စကားအဆုံးမှာအမေဆက်ပြောသည် အမေတို့ဘာသာစကားနဲ့ရှိတဲ့စာအုပ်တွေထဲမှာအကြီးအကျယ်ဆုံးစာအုပ်တအုပ်လို့ဆိုနိုင်တယ်အမေကျွန်တော်ကိုကျင်နာစွာကြည့်နေသည်အဲ့ဒါကျွန်တော်နဲ့ဘာဆိုင်တယ်လဲအမေမဆိုင်ရင်လည်းမဆိုင်ဘူးပေါ့ဒါပေမဲ့အများကြီးလဲဆိုင်လို့ရတယ်တာ ကာလိုင်းဟာဒီစာအုပ်ကို ပထမပိုင်းရေးပြီးပြီးချင်းပဲသူ့မိတ်ဆွေဂျွန်စတူဝတ်မေးကိုဖတ်ခိုင်းတယ်။မေးကအဲ့ဒီစာမူကြီးကိုမိတ်ဆွေတယောက်ငှားလို့လက်ဆင့်ကမ်းလိုက်တယ်။အဲ့ဒီမိတ်ဆွေရဲ့အိမ်မှာ အိမ်ပေါ်လုတ်တဲ့မိန်းမကဒီစာမူကို ရေးပြီးသားဆက်ကူဟောင်းတွေအမှိုက်ဟောင်းတွေဆိုပြီးမိဖို့တည်းထက်ပြလိုက်တယ်။လာပေါင်းများစွာဒါမှမဟုတ်နှစ်နဲ့တောင်ခြီကောင်းခြီမဲ့အလုတ်တစ်ခု ပြာဖြစ်သွားတယ်။ကာလိုင်းစီမှာ ီစာအုပ်နဲ့ပတ်သက်လို့ဘာမှတ်စုမှတ်တမ်းမှမကြံရစ်ဘူးအဲ့ဒီတော့ကားလိုက်ဘာလုပ်လဲကျွန်တော်မေးသည် तू လုံးနိုင်တာတခုလည်းပဲရှိတယ် तू ဒီစာအုပ်ကိုအစအဆုံးပြန်ရေးတယ်ဒီခါမှာမူလရေးစဉ်ကတည်းကအများကြီးတူတောင်းတဲ့အချိန်အတွင်းမှာပြီးစီးသွားတယ်မှတ်စုမရှိပဲဘလို့ရေးတယ်လေစာအုပ်တအုပ်လုံးက သူ့ခေါင်းထဲမှာရှိနေသေးတာကို သူ့လောက်ကခေါင်းထဲရှိတာစာရွက်ပေါ်ပြန်တင်ယုံပဲဟာ အမေကာလိုက်စာအုပ်ကိုဆင်မာပြန်တင်ထားလိုက်ပြီးမိဖို့ကြောင့်လည်းဝင်သွားသည် အတော်လေးကြာလျင်ပင်ကျွန်တော်မြေတိုက်ခန်းထဲဝင်ကအားကျိုးမှန်တဲ့အလုတ်စတင်သည်မူလပုံစံဟောင်းအကျဉ်းအကြံကိုရေနဲ့နဲ့၆အောင်လုတ်ပြီးနောက်ရုပ်ထုကိုပြန်လဲတိဆောက်သည်တဖြည်းဖြည်းငကိုပုံပြန်ပေါ်လာသည် လုတ်ရင်းလုတ်ရင်းပင်ကျွန်တော်လက်တွေကရခင်သူတို့လုတ်ခဲ့ရသည့်လုပ်ငန်းအသေးစိတ်တွေကိုပြန်မှတ်မိလာပုံရသည် ထမအချိန်ကကျွန်တော်မှား၍ပြန်ပြင်ရတာတွေယခုဒီချိန်မှာရှောင်နိုင်ခဲ့သည်နောက်တစ်နေ့မနေ့ကျွန်တော်ဆက်လုပ်သည်ညနေပိုင်းလောက်ရောက်သည့်အခါတွင်ငါလွန်ခဲ့သည့်နှစ်လကရှိခဲ့သည့်အနေအထားအတိုင်းကျွန်တော်ပြန်၍ရလေသည်နောက်တစ်ရက်နှစ်ရက်မှာကျွန်တော်နှင့် Mr. Noble နောက်ဆုံးအပိသက်ထိုင်ရန်အတွက်တွေ့ဆုံရလေသည်ရုတ်ထုဥကောင်းပေါ်ခြုံထားသည့်အဝတ်အစကိုခွာလိုက်ပြီးသည့်နောက်သူ့မျက်နှာကိုဂရုတစိုက်အကဲခတ်ကြည့်သည် နက်နက်ပြင်လိုက်တယ်ထင်တယ်ဟုတ်ရဲ့လားသူကမေးသည်ဟုတ်ပါတယ်ခမညာကျွန်တော်တော့အရင်ထက်ပိုကောင်းသွားတယ်ထင်တာပဲပိုအသက်ဝင်လာတယ်အမှုရာလည်းနက်နက်ပိုပါလာတယ်ထင်တယ်ကျွန်တော်တော့ထတ်လို့ဖို့တော်လူမယ်မထင်တော့ဘူးမယုံကြည်နိုင်စရာပင်ဒုတိယလက်ရာကပထမထက်ပိုကောင်းနေခဲ့သည်ဒီလက်ရာကိုပုံယူပြီးကျေးသွန်းသည်ပြီးလျင်ဆက်ယုံဧကန်နိုင်ငံမှာသူ့အတွက်နေရာကလေးပြုလုပ်ပြီးထားရှိလေသည် ဒီယုတ်ထုကကျွန်တော်အဖို့တသက်မမေ့နိုင်သောယုတ်ထုတစ်ခုဖြစ်ခဲ့သည်ဒီဟာကိုစတင်စဉ်ကကျွန်တော်ဒီချတဲ့ပြီးစီးသည့်အချိန်မှာတော့ကျွန်တော်ကရင့်ကျက်ပြေဝသူ လူကြီးတစ်ယောက်ဖြစ်သွားခဲ့သည်ဒီတိုင်းလောက်ပါဟူ၍လည်းအတင်းတိုက်တွန်းမသွားသောအမေအဆုံးအမမှနေ၍လူတိုင်းမှတ်သားထားသင့်သောအတိတ်တရားတစ်ခုကျွန်တော်ရခဲ့သည်မြည်သည့်ပျက်စီးဆုံးရှုံးမှုမျိုးမဆို လုံးဝပြန်လဲပြင်ဆင်၍မရနိုင်တော့ဟူသည်မရှိ မဖြစ်ဖြစ်အောင်လုံးမီဟူသော ပြတ်သားခိုင်မာသည့်စိတ်ဆွေဤတကူဆွမ်းအားဖြင့်အဲ့ဒီဆုံးရှုံးမှုကိုအောင်မြင်မှုတို့တက်လှမ်းရာ လေကတိအဖြစ် ပြောင်းလဲပြစ်နိုင်သည်ဟူသောအချက်ပေသည်